မင်္ဂလာပါမိတ်ဆွေအပေါင်းမိတ်ဆွေတွေကိုအလိုလိုသိစိတ် intuition အကြောင်းရှင်းပြပေးပါမယ်။ အလိုလိုသိစိတ် intuition ဆိုတာပါလေအလိုလိုသိစိတ်ဆိုတာချက်ချင်းပေါ်လာတဲ့အတွေ့အကြုံခံစားချက်တစ်ခုဒါမှမဟုတ်အတွင်းနှလုံးသားကလမ်းညွှန်မှုတစ်ခုဖြစ်တယ်အဲ့ဒါဟာကြိုးចောင်းစီရောတဲ့အတွေ့အခေါ် logical thinking ဒါမှမဟုတ်အသိဉာဏ် reasoning ကိုအာမကိုပဲရုတ်တရက်ပေါ်ပေါက်လာတတ်တယ်တနည်းအားဖြင့်ပြောရရင်ငါဘာကြောင့်ဒါကိုသိလဲမသိဘူးဒါပေမဲ့ဒါဟာမှန်တယ်လို့ငါခံစားရတယ်ဆိုတဲ့ခံစားချက်မျိုးပေါ့ လူလူသီးဆိတ်ရဲ့သဘောတဘာဝတွေကတော့ပထမအချက်ကချက်ချင်းပေါ်ပေါက်ချင်းဖြစ်ပါတယ်။အချိန်အများကြီးစဉ်းစားစရာမလိုပဲရုတ်တရက်ပေါ်လာတတ်တဲ့နောက်တစ်ချက်ကခံစားချက်အပေါ်အခြေခံခြင်းဖြစ်ပါတယ်။အတွေးခေါ်ထက်ခံစားချက်နဲ့ပုံနီးဆက်တဲ့ဘိုက်သေးကလှုပ်ရှားမှုတစ်ခုကပီလင်းလူမျိုးခံစားရတတ်တယ်။နောက်တစ်ချက်ကအသီးဆိတ်ရဲ့အောက်ခြေတွင်တည်ရှိခြင်းဖြစ်ပါတယ်။ ကျမတို့ရဲ့မသိစိတ် subconscious mind ထဲမှာတင်းစီထားတဲ့အတွေ့အကြုံတွေဘဟုတုတ္တရတွေနဲ့ဆက်ဆက်နေနိုင်တယ်။ နောက်တစ်ချက်ကလမ်းညွှန်မှုပေးနိုင်ခြင်းဖြစ်ပါတယ်။ဆုံးဖြတ်ချက်တွေချတဲ့အခါပြဿနာတွေကိုဖြေရှင်းတဲ့အခါဒါမှမဟုတ်အန္တရာယ်တွေကိုရှောင်ရှားတဲ့အခါလမ်းညွှန်မှုပေးနိုင်တယ်။နောက်တစ်ချက်ကမှားယွင်းနိုင်ခြင်းဖြစ်ပါတယ်။အလိုလိုသိစိတ်ဟာအမြဲတမ်းမှန်ကန်နေတာတော့မဟုတ်ပါဘူး။တစ်ခါတလေမှာကိုယ့်ရဲ့အထင်မှားတွေကြောက်ရွံ့မှုတွေဒါမှမဟုတ်အတိတ်ကအတွေ့အကြုံတွေကြောင့်လမ်းမကိုညွှန်ပြနိုင်တယ်။ လူလိုသိစိတ်ဘလိုအလုပ်လုပ်လဲဆိုတာပြောပြခြင်းပါတယ်။သိပ္ပံပညာရှင်တွေကလူလိုသိစိတ်ကဘလိုအလုပ်လုပ်လဲဆိုတာကိုအတိအကျမသိကြသေးပေမဲ့ဖြစ်နိုင်ခြေရှိတဲ့ရှင်းပြချက်တချို့တော့ရှိပါတယ်။ပထမတစ်ချက်ကပုံစံမှတ်မိခြင်း pattern recognition ဖြစ်ပါတယ်။ကျမတို့ရဲ့မသိစိတ်ဟာအတိတ်ကအတွေ့အကြုံတွေကနေပုံစံတွေကိုမှတ်သားထားနိုင်တယ်။အခုကြုံတွေ့နေရတဲ့အခြေအနေဟာအရင်ကအခြေအနေတစ်ခုနဲ့ဆင်တူတဲ့အခါမသိစိတ်က အဲ့ဒီပုံစံကိုမှတ်မိပြီးချက်ချင်းတုံ့ပြန်မှုတစ်ခုကိုဖြစ်ပေါ်စေနိုင်တယ်။နောက်တစ်ချက်ကအလင်းမြန်အကဲဖြတ်ခြင်း rapid evaluation ဖြစ်ပါတယ်။ကျမတို့ရဲ့အုံနောက်ဟာသတင်းချက်လက်တွေကိုအလွန်လင်းမြန်စွာအကဲဖြတ်နိုင်တယ်။အလိုလိုသိစိတ်ဟာအဲ့ဒီအကဲဖြတ်မှုရဲ့ရလဒ်တစ်ခုဖြစ်နိုင်တယ်။နောက်တစ်ချက်ကခံစားမှုဆိုင်ရာတုံ့ပြန်မှု emotional response ဖြစ်ပါတယ်။ ျမတို့ရဲ့ခန်းစားချက်တွေဟာအခြေအနေတစ်ခုအပေါ်ကျမတို့ရဲ့မတိစိတ်ရဲ့တုံ့ပြန်မှုဖြစ်နိုင်တယ်။အဲ့ဒီခန်းစားချက်တွေကနေလိုလိုတိစိတ်ရဲ့လမ်းညွှန်မှုကိုရရှိနိုင်တယ်။လိုလိုတိစိတ်ကိုဘယ်လိုမြင့်တင်နိုင်မလဲဆိုရင် တကမိမိကိုယ်ကိုယုံကြည်ပါ၊ကိုယ့်ရဲ့အတွင်းစိတ်ကပြောတာကိုနားထောင်ပြီးယုံကြည်မှုထားပါ၊နှစ်ကတရားထိုင်ပါ၊မက်ဒရယ်တရားထိုင်ခြင်းဟာစိတ်ကိုတည်ငြိမ်စေပြီး ကိုယ့်ရဲ့အတွင်းတန်ကိုပိုပြီးရှင်းရှင်းလင်းလင်းကြားနိုင်ဖို့ကူညီပေးတယ်။ ၃ကသတိရှိပါပြီး mindful ပစ္စုပန်မှာအာယုံစိုက်ပြီးကိုယ့်ရဲ့ခံစားချက်တွေကိုသတိထားပါ၄ကအတွေ့အကြုံသစ်တွေရှာဖွေပါ မတူညီတဲ့အခြေအနေတွေနဲ့ထိတွေ့ခြင်းကကိုယ့်ရဲ့မသိစိတ်ကိုပိုပြီးကြွယ်ဝစေပြီး အလိုလိုတိစိတ်ကိုပုံမူတိကျစေနိုင်တယ်။ငါးကကိုယ့်ရဲ့အမှားတွေကနေတင်ယူပါ။အလိုလိုတိစိတ်ကမှားယွင်းနိုင်တယ်ဆိုတာကိုလက်ခံပြီးအဲ့ဒီအမှားတွေကနေသင်ခန်းစာယူပါ။အလိုလိုတိစိတ် intuition ဟာကျမတို့ရဲ့ဘဝမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ဒါဟာအဖို့တန်တဲ့လမ်းညွှန်မှုတစ်ခုဖြစ်နိုင်ပေမဲ့ အမြဲတမ်းမှန်ကန်နေတာတော့မဟုတ်ပါဘူး။ဒါကြောင့်ကြိုးချောင်းစီရောတဲ့အတွေးခေါ်နဲ့ချိန်ဆပြီးမှ ဆုံးဖြတ်ချက်ချတာကအကောင်းဆုံးပါပဲ။ကျမရဲ့ခင်တော်ကမိတ်ဆွေအတွက်အကျိုးရှိရဆိုရင် subscribe လုပ်ခဲ့ပါ။ကျမတင်သည့်ဗီဒီယိုတွေကိုလက်မလို့ရအောင်ဗီဒီယိုညာဘက်အောက်ခြေက ခေါင်းလောင်းလေးကိုနှိပ်ပြီးအောက်ကိုရွေးခဲ့ပါ။နေဆက်တင်သည့်ဗီဒီယိုတွေက မိတ်ဆွေကိုအတိပေးပြီး remind လုပ်ပါလိမ့်မယ်။ မိတ်ဆွေပြုလုပ်စီခြင်းတဲ့ဗီဒီယိုလေးတွေအတွက်မမ်းမာရေးခဲ့ပါရှင့်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်